ောက်တရက်မှာတော့ရောက်လာတော့မဲ့ Valentine Day ရဲ့အတွက်ချီတိုဆဲကအာမနဲနဲ့တိုင်ပင်စရာရှိနေပြီးအာမနဲက Valentine Day ကိုစိတ်မဝင်စားတဲ့ပုံစံလုပ်နေပါတယ်။ချီတိုဆဲကသူ့ဘဲအာခါဇဝါအတွက်ဘလို့ချောကလက်ပေးရင်ကောင်းမလဲဆိုပြီးမာဟီရုစီကနေအကြံတောင်းထားပါတယ်။အာမနဲကလည်းယောက်ျားလေးတယောက်ဖြစ်တာကြောင့်အချင်းချင်းပိုသိမယ်ထင်လို့သူစီမှလည်းအကြံထပ်တောင်းပါတယ်။အမနဲကတော့သူကယောက်ျားလေးဖြစ်ရောင်နေမှာပဲယောက်ျားစစ်စစ်ဖြစ်ကြောင်းစကားနာထိုးပါတယ်အဲဒါကြောင့်ယောက်ျားစစ်သားဆိုရင်မိမလလေးနဲ့နှစ်ယောက်တည်းအတူရှိတဲ့အချိန်တခုခုလုံးမှာပဲဆိုပြီးချီလိုဆဲကစားလိုက်တော့အနာမရှိတဲ့မာဟီရူကလည်းရှက်သွားပါတယ် အမနဲ့ကိုယ်တိုင်ကလည်းရှက်သွားပေမဲ့သူတို့နှစ်ယောက်ဟာအဲ့လိုဆက်ဆံရင်မဟုတ်ဘူးဆိုပြီးတော့ပဲပြန်ပြောနိုင်ခဲ့ပါတယ်။အမနဲ့ကမာယူအပေါ်ခန္ဓာချက်အချို့ရှိနေပေမဲ့လည်းသူ့ကိုမုံမသွားစေချင်သလိုသူမကိုယ်တိုင်မျက်ရည်မကျစေချင်တာကြောင့်ယူမိုက်တာတွေမလုပ်ဖို့စိတ်ပိုင်းဖြတ်ထားပါတယ်။ကီတိုဆဲကအမနဲ့ကိုလည်းဗလက်တိုင်းဒီအတွက်ချောကလက်ပေးမယ်ပြောတော့အရန်ချိုတာတွေမလုပ်ဖို့အမနဲ့ကသတိပေးပါတယ်။ မအယူကလည်းမင်္ဂလေးတငယ်ချင်းတွေကိုချောကလက်ပေးဖို့စီစဉ်ထားပြီးယောက်ျားလေးတွေကိုပေးရင်မလိုအပ်တာတွေဖြစ်မှာဆိုလို့မပေးဖို့ဆုံးဖြတ်ထားပါရင်ဖလာတိုင်းတွေကိုရောက်တဲ့အခါမှာတော့အတန်းနဲ့ကစော်ကြည့်ပဲခါရိုဝါကီကခုံနေရောက်အိမ်ထဲမှာမဆက်အောင်ချောကလက်တွေရထားပြီးအခြားကောင်တွေကတော့မနာလိုနေရပါရင်အမနဲ့ကိုလည်းမဟေရုစီကနေချောကလက်ရမှလာလို့အခါသာဝါကမေးတော့မသိဘူးလို့ပဲဖြေလိုက်ရပါရင်အဲ့နောက်တော့ချီတိုဆဲစီကနေဘာတွေထည့်ထားမှမသိရတဲ့ချောကလက်တွေရခဲ့လိုက်ပါရင် ကျောင်းသင်းသွားတော့ချောကလတ်တွေအများကြီးရထားတဲ့ကာရိုဝါကီကိုဈေးဝယ်ဖို့ဆောင်ထားလေးရှိတဲ့အကြီးတစ်ခုပေးခဲ့လိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ချီတိုဆဲရဲ့ချောကလတ်တွေကြောင့်အခက်တွေ့နေတဲ့အာမာနဲကိုမဟိုင်လူကဟော့ချောကလတ်ချောကလတ်ပူပူလေးဖြော်တိုက်ပါတယ်။ပုံမှန်ဆိုရင်အာမာနဲအတွက်နွားနို့ပူပူလေးဖြော်ပေးလေးရှိပေမဲ့အခုတစ်ခေါက်မှာတော့ဗလက်တိုင်းလေးအတွက်ပြင်ဆင်ပေးထားတာဖြစ်ကြောင်းမဟိုင်လူကပြောပါတယ်။အဲနောက်သူမရဲ့ဝင်လဲ့နေတဲ့မျက်လုံးတွေနဲ့အာမာနဲကိုစိုက်ကြည့်ရင်တစ်ခုခုကိုရှက်နေတာကြောင့်အလင်းအမြန်ထွက်သွားခဲ့ပါတယ်။ တကယ်တော့မဟီရူကအမနဲအတွက်ချောကလက်လုပ်ပေးထားတာဖြစ်ပြီးလူကိုယ်တိုင်ပေးရမှာကိုရှက်နေကြတာပါအမနဲကအချိုမကြိုက်ဘူးလို့ပြောခဲ့တာကြောင့် orange jet လို့ခေါ်တဲ့ဂါဗလာဒီနဲ့ချောကလက်ဆက်ထားတဲ့ဟာလေးကိုမဟီရူကလုပ်ပေးခဲ့တာဖြစ်ပါတယ်အမနဲကလည်းမဟီရူကသူ့အတွက်လုပ်ပေးခဲ့တာဆိုတော့မောက်တွေကိုအရသာရှိရှိတုံးဆောင်လိုက်ပါတယ်ကျောင်းကိုရောက်တဲ့အခါမှာတော့မနေ့တုန်းကအမနဲကခါရိုဝါကီကိုအိတ်ပေးပြီးကူညီထားတာကြောင့်ခါရိုဝါကီကလည်းကျေးဇူးတင်ကြောင်းလာပြောပါတယ် အမနဲကတော့အချင်းချင်းကူညီရမှာပေါ့ဆိုပြီးဖော်ဖော်ရွှေရွှေပြန်ပြောခဲ့ပါတယ်။ဈေးဝယ်ဖို့အိတ်ဆောင်ထားလေးရှိတဲ့အမနဲကိုအိမ်အလုပ်တွေတောင် လုပ်နေပြီလားဆိုပြီးအခါသာဝါကမေးလာပါတယ်။အမနဲလည်းမဟာရုရဲ့လွမ်းမိုးမှုကြောင့်လို့ပြောလိုက်တော့အိမ်အလုပ်ကူလုပ်ပေးတဲ့မဟာရုလိုပါတနာရှိရာကောင်းတော့ပေါ့ဆိုပြီးအခါသာဝါကထပ်ဆာနေပါတယ်။အမနဲကတော့သူတို့ကပါတနာတွေမဟုတ်ကြောင်းညင်းနေပြီးခြေလိုဆဲကရောအိမ်အလုပ်မလုပ်တတ်ဘူးလားလို့မေးပါတယ်။ ချီတိုဆဲကအင်ရလောက်လောက်တဲ့ပေမဲ့ပေါက်ကရတွေရှော့ရှော့လောက်တာကပြဿနာဖြစ်ကြောင်းအာခါဇာဝါကသူ့ရည်စားအကြောင်းကိုပြောပြပါရီဒါပေမဲ့အဲ့လိုပေါက်ကရလောက်တဲ့တာလေးကိုပဲအာခါဇာဝါကချစ်နေတာဖြစ်ပါရီ ဲ့လိုမျိုးချင်းနေရတာကြောင့်လက်ထဖို့အထိရည်ရွယ်ထားပေမဲ့အခါသာဝရဲ့မိဘတွေကချီတိုဆန်းတဲ့သဘောမတူတာကြောင့်လက်ထဖို့အတွက်စ조사ရအောင်မှာဖြစ်ပါတယ်။အမနဲကိုလည်းမဟာယူနဲ့အတူစ조사ဖို့အခါသာဝကပြောပေမဲ့အမနဲကတော့သူတို့ကအဲ့လိုမဟုတ်ပါဘူးဆိုပြီးအခုထိညင်းနေတော့ဖြစ်ပါတယ်။အိမ်မြန်ရောက်တဲ့အခါသူ့ကိုချောကလက်လှုပ်ပေးခဲ့တဲ့အမနဲကိုဘာပြန်လိုချင်လဲဆိုပြီးအမနဲကမေးလိုက်ပါတယ်။မဟာယူကညင်းမိမဲ့လေအမနဲကဘာမှပြန်မပေးရရင်ယောက်ျားမဟုတ်ဘူးလို့ခံစားရတာကြောင့်တခုခုပြန်ပေးချင်နေပါတယ်။ အဲ့ဒါကြောင့်လိုဂျင်နာတစ်ခုခုစဉ်းစားထားလိုက်ဖို့ပြောခဲ့ပြီးမာဟီရူကတော့အာမာနက်စီကနေဘာပဲရရတန်ဖိုးထားမှဖြစ်ကြောင်းပြောပါရင်သူမရဲ့မွေးနေ့မှာအာမာနက်ပေးခဲ့တဲ့ဝဝင်ရုပ်လေးကိုလည်းဂယုတဆိုင်ထားတာကြောင်းပြောပြပြီးအာမာနက်ရဲ့မွေးနေ့ကိုမေးလာပါရင်အာမာနက်လည်းသူမွေးနေ့ကနိုဝင်ဘာရှင်းရက်နေ့ဖြစ်ကြောင်းပြောလိုက်တော့မွေးနေ့ကျရင်အတူတူရှိနေပေးမယ်ဆိုပြီးရှက်နေပေမဲ့လည်းမာဟီရူကပြောခဲ့ပါရင်ဂျပန်နိုင်ငံမှာဗလက်တိုင်းနေ့ဆိုရင်မိန်းကလေးတွေကယောက်ျားလေးတွေကိုချောကလက်တွေလက်ဆောင်တွေပေးကြပါရင် ဗလက်တိုင်းနေပြီးရင် white day ဆိုတဲ့ရက်ရောက်လာပြီးအဲ့ဒီ white day မှာတော့ယောက်ျားလေးတွေကကိုချေးရတဲ့သူတွေခင်တဲ့သူတွေကိုလက်ဆောင်ပြန်ပေးကြပါတယ်။အခုလဲ white day ရောက်ခနေပြီဖြစ်တာကြောင့်အာမာနဲကတစုံတစ်ယောက်ကိုပေးဖို့ sign တစ်ဆိုင်မှလက်ဆောင်သွားဝယ်ခဲ့ပါတယ်။ white day ကိုရောက်တဲ့အခါမှာတော့တတ်တတ်ရိုက်ရိုက်ပြဆင်ထားတဲ့အာမာနဲရဲ့ပုံစံကမဟာရုရဲ့အကြီးတွေကိုဖန်ဆာနိုင်ခဲ့ပါတယ်။အာမာနဲရဲ့ပုံမှန်နေတဲ့ပုံစံကသူမအဲ့အတွက်စိတ်အေးရပြီးဒီပုံစံကတော့သူမအဲ့အတွက်စိတ်မအေးရဘူးဆိုပြီးရှယ်ယန်ရမ်းပြီးပြောလာပါတယ်။အဲ့ဒါကြောင့်အာမာနဲလည်းပြင်ပြင်မှုလုပ်ပေမဲ့မဟာရုကဒီအတိုင်းပဲရပါတယ်ဆိုပြီးတားခဲ့ပါတယ်။ အမနဲ့ကလကောက်ဝယ်လေးနဲ့စာရိုက်တစ်ခုကိုလက်ဆောင်ပေးခဲ့ပါရီစာရိုက်ထဲမှာသူကိုယ်တိုင်လှုပ်ထားတဲ့ဘာမဆိုတောင်းဆိုလို့ရတယ်ဆိုပြီးရေးထားတဲ့ကတ်တက်ကရှိနေပါရီမဟာလူကအဲ့ဒီကတ်ကိုအခုသုံးမဲ့ဆိုပြီးလကောက်ဝယ်လေးကိုအမနဲ့ကိုယ်တိုင်ဝယ်ပေးပါလို့တောင်းဆိုလိုက်ပါရီအမနဲ့ဝယ်ပေးလိုက်တဲ့အခါမှာတော့မဟာလူရဲ့သဘောကျစရာကောင်းတဲ့အပြောင်းလေးကိုမြင်တွေ့ခဲ့လိုက်ရပါရီအမနဲ့က white team မှာမဟာလူကိုလက်ဆောင်ပေးခဲ့ကြအောင်အခါစားဝါကိုပြန်ရောပြခဲ့ပါရီ အခါသာဝါကလက်ဆောင်ပေးလိုက်တော့မာဟီရိုရဲ့အပြုံးကိုမြင်ခဲ့ရတယ်မလားဆိုပြီးအကြမ်းမြင်ရတဲ့စတိုင်နဲ့မေးခဲ့ပါတယ်။အထာအပြင်အာမာနဲ့ပြောင်းလဲလာတော့မယ့်အခြေအနေတွေကိုအခါသာဝါကမြင်ရောင်နေပါတယ်။အာမာနဲ့ကသူ့ကိုယ်သူနှိမ်ချပြီးသူနဲ့မာဟီရိုနဲ့မဖြစ်နိုင်ဘူးလို့တွေးထားပေမဲ့လည်းမာဟီရိုအပေါ်ခံစားချက်တွေရှိနေပြီဆိုတာကိုအခါသာဝါကအတက်ပြောနိုင်နေပါတယ်။အမနဲ့အိမ်ပြန်ရောက်တဲ့အခါသူ့ကိုမိဖို့ကြောင့်တွေကနေထွက်ပြီးလာကြတဲ့မာဟီရိုရဲ့ပုံစံကဇနီးသက်လေးတစ်ယောက်နဲ့တူနေပါတယ် အခါသာဝါနဲ့မုတ်တွေစားလာပြီမဲ့လဲမဟိုင်လူချက်တာတွေကိုအကုန်စားပြီးမဲ့ဆိုပြီးပြောလိုက်ပါရင်မဟိုင်လူကလည်းပိန်နေတဲ့အာမနဲကိုအစာများများစားသေးရင်နေပြီးအာမနဲကတော့မင်းကမှအစာစားဖို့လိုနေတာဆိုပြီးတေးတွေတဲ့သူမရဲ့လက်ကိုကင်ပြလိုက်ပါရင်ချက်သွားတဲ့မဟိုင်လူရဲ့ပုံစံကိုမြင်မှလက်ကင်ထားတာကိုသတိရပြီးလွတ်ပေးကတောင်းပန်လိုက်ပါရင်ရှန်နေတဲ့မဟာရူကတော့အာမနဲ့ကိုင်နာမို့ကိစ္စမရှိဘူးလို့ပြောခဲ့ပြီးအဲ့လိုပြောတာကလည်းအကင်ခံရင်လို့မဟုတ်ပဲအခြားယောက်ျားလေးတွေဆိုအထီးမခံဘူးလို့ပြောပြပါဗျာ အမန်နဲကတူပေးထားတဲ့လက်ကောက်လေးကိုမဝဘူးလားလို့မေးတော့မဟာရူကခြိုက်ပြောင်းနေတဲ့အချိန်မှချွတ်ထတာဖြစ်ပြီးဂယုတဆိုင်ဝင်မှဖြစ်ကြောင်းပြောပါတယ်။အထာအပြင်အမန်နဲပေးထားတဲ့လက်ဆောင်တွေအကုန်လုံးကိုဂယုတဆိုင်နဲ့တန်ဖိုးထားကြောင်းပြောပြခဲ့ပြီးအမန်နဲကတော့ရင်တွေပုတ်ခုန်နေခဲ့ပါတယ်။နောက်တစ်ရက်မှာတော့အခါသာဝါကသူ့အဖေနဲ့ရန်ဖြစ်လာခဲ့ပြီးအမန်နဲအိမ်မှာ၃ရက်လောက်နေဖို့အကြောင်းဖန်လာခဲ့ပါတယ်။မဟာရူကိုလည်းဒီရက်ကြောင်းပြောပြလိုက်ပြီးသူမအတွက်တော့ကိစ္စမရှိခဲ့ပဲအခါသာဝါကတော့မဟာရူရဲ့လက်ရည်လေးကိုမြည်ဆန်းလိုက်ရပါတယ်။အမန်နဲရဲ့စကားနဲ့တဲ့အချင်းကြောင့်အတန်နဲကလူတွေကသူ့ကိုဖောက်ယွင်းမှုမရှိတဲ့ကောင်ဆိုပြီးထင်နေကြပါ ပါတယ်။အဲ့လိုထင်တာကလည်းအာမန်ရဲ့အပြင်ပိုင်းကိုပဲမြင်ပြီးအတွင်းသိကိုမကြည့်တာကြောင့်လို့အခါသာဝါကပြောပါတယ်။ ဒါပေမဲ့မဟိုင်ရူကတော့အာမာနဲရဲ့အတွင်စိတ်ကိုမြင်ပြီးအနားမှာရှိနေပေးတာကြောင့်အခါသာဝကအာမာနဲအတွက်ဝမ်းသာနေပါတယ်။အဲဒါကြောင့်သူမနဲ့ငါနဲ့မဖြစ်နိုင်ပါဘူးဆိုတဲ့အတွေ့အကြုံကိုဖျောက်ပြီးစူးစမ်းကြည့်ဖို့အခါသာဝကပြောပါတယ်။အာမာနဲအိတ်စီအခါသာဝရောင်းနေတာကိုခြေတော်ဆဲတီးသွားခဲ့ပြီးသူမလည်းမဟိုင်ရူချက်ကျွေးတာကိုစားခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ညာအိတ်ဖို့ရောက်လာခဲ့ပါတယ်။မဟိုင်ရူကသူမချမ်းမဲ့နိလေသာအကြောင်းပြောပြတော့အာမာနဲကမင်းချက်တာတွေအကုန်လုံးကအရသာရှိတာမို့မျှော်လင့်နေမယ်ဆိုပြီးပြောလိုက်ပါတယ်။အဲဒါကြောင့်မဟိုင်ရူလက်ဆက်သွားခဲ့ပြီးအခါသာဝတို့ကတော့သူတို့နှစ်ယောက်ကိုတွဲစေခြင်းနေပါတယ်။မဟိုင်ရူ ချက်ကျွေးတာတွေကအရသာရှိလို့နေတာကြောင့်ချီတိုဆဲကသူမသားမာဟီရုစီကနေသိရင်မာဟီရုလို့ချက်တက်မှလာဆိုပြီးမေးပါတယ်အဲရကအမနဲကဒီလောက်လေးကတော့တင်ယုံနဲ့လှုပ်တဲ့ပေမဲ့မဟိုင်ရုလိုတီတီငိမ့်ငိမ့်နဲ့နေတဲ့လို့ပြောလာပါတယ်။ချီတိုဆဲကတော့ကျောင်းမနေတဲ့မဟိုင်ရုရဲ့တင်ငိမ့်နဲ့ပုံစံကပြင်းထန်ရကောင်းပြီးတခြားသည့်ဖြစ်နေတယ်လို့ခံစားရကြောင်းပြောပြပါတယ်။ဒါပေမဲ့အခုမဟိုင်ရုရဲ့ပုံစံကိုတော့သူမရဲ့တကယ်ပုံစံလို့ခံစားရပြီးချစ်စရာကောင်းတယ်လို့ထပ်ပြောပါတယ်။ညရောက်တဲ့အခါမှာတော့ချီတိုဆဲကမဟိုင်ရုအိမ်လိုက်အိတ်ခဲ့ပြီးညအိတ်ဝတ်ဆောင်တဲ့မဟိုင်ရုကိုဓာတ်ပုံရိုက်ကအမနဲစီပို့ခဲ့ပါတယ်။ ဒီပုံကိုမြင်ပြီးဖြစ်သွားတဲ့အမန်ရဲ့တုံ့မြတ်မှုကိုအခါသာဝါကဓာတ်ပုံရိုက်ခဲ့ပြီးတစ်စုံတစ်ယောက်စီပိုးခဲ့ပါတယ်။နောက်၃ရက်အကြာမှာတော့အခါသာဝါတို့အတွေ့အိမ်မြန်သွားခဲ့ကြပါတယ်။ အမန်နဲ့ကသူပေးထားတဲ့ဝဝံရုပ်လေးကိုမဟာရူဖတ်ထားတဲ့ဓာတ်ပုံမြင်ခဲ့ကြောင်းပြောပြလိုက်ပါတယ်။မဟာရူကဝဝံရုပ်လေးကိုခရုတစိုက်ထားတာပြီးအရင်အောင်ဖိုက်အိတ်တာဆိုပြီးပြောလိုက်မိတာကြောင့်သူဘာသာရှက်သွားပါတယ်။သူမဘာသာအရှက်လုံးတာကိစ္စမရှိပေမဲ့အမန်နဲ့ကိုသူမလိုမျိုးရှက်စရာကောင်းတာပြန်ပြောပြမပြောပြရင်တငယ်ချင်းတွေစီမေးလိုက်မှဆိုပြီးအကြက်ကင်လာပါတယ်။အဲအချိန်မဟာရူရဲ့ဖုန်းထဲကိုမဆိတ်တဆောင်ဝင်လာခဲ့ပြီးကြည်လိုက်ပြီးတော့အံ့ဩသွားပါတယ်။အဲ့တော့အာမန်နဲ့အပြင်သွားခဲ့ပြီးအိမ်ပြန်လာချိန်မှာအမျိုးသမီးတစ်ယောက်ကမဟာရုကိုချိုးချိုးနှိမ့်နှိမ်ပြောနေတာတွေ့လိုက်ရပါတယ်။အဲဒါကြောင့်အာမန်နဲ့လည်းချောင်းကြီးနေခဲ့လိုက်ပါတယ်။ အဲ့ဒီအမျိုးသမီးကမကြခင်မှာငါတို့တွေတက်ဆိုင်တော့မှမဟုတ်ဘူးလိုအပ်တဲ့စာရွက်စာတမ်းတွေပို့ထားလိုက်မယ်မလိုအပ်တဲ့ပြဿနာတွေမပေးနဲ့လို့ပြောပြီးပြန်သွားခဲ့ပါတယ်အမှန်နဲ့လဲမာဟီရုကိုအကျိုးအကြောင်းသွားမိတဲ့အခါခွန်နာကအမျိုးသမီးကမာဟီရုရဲ့အမေအရင်းဆိုတာကိုသိလိုက်ရပါတယ်မာဟီရုကအမေအရင်းရဲ့မုန်းဒီချင်းကိုခံစားနေရပြီးနေသားကျနေပြီဖြစ်လို့စိတ်မပူဘူးပြောပြမိ့သူမရဲ့လက်ကိုအမှန်နဲ့ကဆွဲထားလိုက်ပြီးအတူတူရှိရှိနေတယ်လို့ပြောလိုက်ပါတယ်မာဟီရုလဲသူမနဲ့အတူရှိနေပေးတဲ့အမှန်နဲ့ကိုမိသားစုအကြောင်းပြောပြလာသွားတယ် သူမရဲ့မိဘတွေကတကယ်ချစ်လို့မဟုတ်ပဲမိသားစုအကြောင်းတစ်ခုကြောင့်လက်ထပ်ခဲ့ကြတာဖြစ်ပြီးကလေးယူဖို့စိတ်ကူးမရှိခဲ့ကြပါဘူး။တကယ်မချစ်ကြဘူးဆိုပေမဲ့အမားတစ်ခုကြောင့်မဟာရီလူမွေးဖွားလာခဲ့ပြီးမတတ်တာလို့ထောက်ပံ့ပေးနေရတဲ့ပုံစံနဲ့လှုပ်ဆောင်နေကြပါတယ်။မိဘနှစ်ယောက်လုံးကအိမ်ပြန်လာလင့်မရှိကြပဲလာရင်တောင်တိုက်ခုတ်ခံလို့သဘောထားပြီးနေကြပါတယ်။အဲဒါကြောင့်မဟာရီလူလေးခင်ဗျမိဘအရင်တွေရဲ့မျက်နှာကိုတော့တိကျမမြင်ဘူးခဲ့ပဲအိမ်မော်တို့ရဲ့ဆောင်းဆောင်မှုကိုပဲခံခဲ့ရပါတယ်။ မိဘဆိုတဲ့သူတွေကမာဟိုက်ရုကိုဒါငါတို့လိုချင်ခဲ့တဲ့ကလေးမဟုတ်ဘူးအမားတခုအဲ့ဒီအမားတခုအတွက်ပတ်စံထောက်ပံ့ပေးထားမယ်ဆိုတဲ့သဘောနဲ့နေနေကြတာဖြစ်ပါတယ်လူတွေရဲ့အမြင်မှာတော့မာဟိုက်ရုကလှပတယ်စားတော်တယ်အကားစားမှလည်းကြွညင်တယ်ဟင်းချက်တော်တယ်အရန်လည်းကြိုးစားတယ်ဆိုပြီးမြင်ကြပါတယ်ဒါပေမဲ့သူမအဲ့ဒီလောက်ကြိုးစားခဲ့ပြီးအရန်တော်နေတာတောင်မိဘအရင်တွေကတော့လက်လူရှုပြီးပြစ်ပယ်ထားတော့မှာပဲမိဘတွေကမာဟိုက်ရုရှိနေတာကြောင့်ကွာရှင်လို့မရပဲဖြစ်နေပြီးမာဟိုက်ရုသူ့ဘာသာယက်တိနိုင်မဲ့ဘောရမဲ့အခြေအနေထိဆောင်းနေကြတာဖြစ်ပါတယ် အဲဒါကြောင့်မဟာရုဘွေရမယ့်နေ့ကသူမမိဘတို့နဲ့တရားဝင်လုံးဝမသက်ဆိုင်တော့မယ့်နေ့ဖြစ်ပါတယ်။အမေဖြစ်သူစီကနေနင်းကိုမလိုချင်ဘူးဆိုတဲ့စကားကိုကြားလိုက်ရတဲ့နေ့တုန်းကဝမ်းနေပြီးမိုးရွာထဲမှာထိုင်နေခဲ့တာဖြစ်ကြောင်းမဟာရုကပြောပြပါတယ်။မဟာရုမွန်ချက်နေမယ်ဆိုတာကိုသိတဲ့အာမနဲ့ကသူမခေါင်းပေါ်ကိုအင်ကြီးအုပ်ပေးလိုက်ပါတယ်။ မဟာရူဘာလို့အရန်တိငိမ့်နေရတာလဲဆိုတော့အကြောင်းပြချက်ကိုအာမနဲ့တည်သွားခဲ့ပြီဖြစ်ပါတယ်အာမနဲ့ကသူမရဲ့မိသားစုယာတဲ့ဝင်ပါပြီးမိဘတွေကိုဝေဖန်တာမျိုးလုံးဝမဟုတ်ပေမဲ့မသိချင်းအောင်ဆောင်ပေးမဲ့ငိုချင်းရင်ငိုချလိုက်ဆိုပြီးပြောပါတယ်မဟာရူလည်းအာမနဲ့ရဲ့ရင်ဘတ်ပေါ်မှာပဲငိုချခဲ့လိုက်ပြီးငိုပြီးသွားတဲ့အချိန်မှာတော့ခဏတဖြုတ်လောက်အာမနဲ့ရဲ့ရင်ဘတ်ပေါ်ခေါင်းလေးတင်ထားခဲ့ပါတယ်တောင်းမှရှိတဲ့လူတွေကအပြင်းမမှဟန်ဆောင်နေရတဲ့မဟာရူရဲ့အပြစ်ကိစ္စနဲ့နှသမီးပုံစံလေးကိုပဲလိုချင်ကြတာဖြစ်ပါတယ်တကယ်တမ်းမှစကားပြောမကောင်းတဲ့မဟာရူခေါင်းမတဲ့မဟာရူရှက်တဲ့မဟာရူကိုဘယ်သူမှသဘောကျမှမဟုတ်ဘူးဆိုပြီး ီးမာဟီရူကပြောလာပါတယ်အမနဲ့ကသူကတော့မဟိုင်ရီကိုကြိုက်ကြောင်းနဲ့သူမကိုကောက်ွယ်ပေးခြင်းတလို့ဒဲတို့ပြောတဲ့ပုံစံကိုလည်းသဘောကျတဲ့ဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒါအပြင်ကိုကိုကိုနှိမ်ချမနေဖို့နဲ့မင်းရဲ့တကယ့်ပုံစံကိုကြိုက်တဲ့သူကဒီမှာရှိရဲဆိုပြီးထပ်ပြောလိုက်ပါတယ်။အဲနောက်တော့အမနဲ့ကသူစကားသူပြန်ရှက်နေပြီးချီလိုဆဲတို့ကလည်းသူ့လိုတွေးမှပါဆိုပြီးပြန်ပြောနေပါတယ်။ မဟာရူကတော့သူမအတွက်တွေးပေးတဲ့လူရှိတာကြောင့်ဝမ်းသာမြတ်ရဲ့ကြံ့နေပြီးတောက်ဆုစရာရှိရဲ့လို့ပြောလာပါတယ်။အဲနောက်ငါ့ကိုအဆွမ်းကုန်ကြည့်နေပေးပါအဆွမ်းကုန်ဖမ်းထားပေးပါလို့ပြောပြီးအမန်နဲ့ကိုဖတ်ထားလိုက်ပါတယ်။အဲနောက်တော့လမ်းလျှောက်ထွက်ခဲ့ကြပြီးမကြခင်မှာကြောင်းနေပြန်ဖွင့်တော့မယ့်အကြောင်းပြောပြကြပါတယ်။ အတန်းတွေပြောင်းလာတော့မှမို့မာဟလူကစိတ်လှုပ်ရှားနေပါတယ်။အဲအချိန်တေချာကျေသူတင်ညင်လို့ဆိုပြီးအမနဲ့ကိုအနောက်ကနေတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်။သူမတယောက်ထဲသားဆိုရင်တောက်ခနိုင်မှာမဟုတ်ပဲသူမဘေးမှာရှိနေပေးတဲ့အမနဲ့ကိုကျေသူတင်မိနေတာဖြစ်ပါတယ်။ရှက်ရှောက်သူမကိုတေချာကြည့်ပေးပြီးဘယ်ဟုံမှမကြည့်ပါနဲ့လို့မာဟလူကပြောခဲ့ပါတယ်။နွေရသီမှာဝင်ဝင်အခမ်းအနားတွေဘွယ်နှင်းသဖြင့်နေများတာကြောင့်အများနဲ့တယောက်ထဲဖြစ်နေရတဲ့မာဟလူကနွေရသီကိုမကြိုက်ပါဘူး။အခုနွေရာသီမှာတော့အမနဲ့ကသူမဘေးမှာရှိနေပြီဖြစ်တာကြောင့်မဟိုင်လူလဲနွေရာသီမှာပွင့်တဲ့ဆာကူရာပန်လေးတွေကိုချိုင်းနေသက်စာပြူလာပါပြီ။